စက်မှုလုပ်ငန်းနဲ့ဆိုင်တဲ့ဆက်ဆက်အကျိုးစီးပွားတွေကအလုပ်သမားတမက်ကတွေဟာလုပ်ငန်းရှင်နဲ့အလုပ်သမားတွေကြားကပေါင်းကူတံတားလို့ယူဆကြပါတယ်။သူတို့ကအလုပ်သမားတွေရဲ့တရားဝင်အခွင့်အရေးနဲ့တောင်းဆိုချက်တွေကိုဆွေးနွေးညီနိုင်ပြီးငြိမ်းချမ်းစွာဖြည့်ရှင်ဖို့ကိုလုံးဝထောက်ခံကြတယ်လို့ပြောဆိုကြပါတယ်။လုံးစော်တာတွေမှားရွေးတဲ့တည်င်းများဖြန့်တာတွေနဲ့ ဆက်ယုံရဲ့အခွင့်အရေးတွေကိုထိခိုက်ပြီးအလုတ္တမားတွေအလုတ်ပြုတ်တဲ့ပြဿနာတွေဖြစ်လာအောင်လုပ်တာမျိုးကိုတော့တိုင်းပြည်စည်းပွားရေးရင်းနှီးမြှုပ်နှံမှုအလုတ်အကန့်အခွင့်အလန်းဆုံးရှုံးကြဆင်းမှကိုစိုးရွားနာကြောင့်မထောက်ခံဘူးလို့ဆိုပါတယ်တော်ဝါကုမ္ပဏီအမဆက်ယုံမှာအဲ၅ယုံလောက်လုပ်နေတယ်เนาะအားလုံးပေါင်းပါဆိုကျွန်တော်တို့ဝန်ထမ်း၅000ကျော်ချွတ်ထားပါ ာပေါ့အထည်ချုပ်လုပ်ငန်းမှာလုပ်နေပါလေအဓိကကျွန်တော်တို့တင်ပို့နေတဲ့နိုင်ငံကတော့ဥရောပကိုတင်ပို့နေတယ်နော်ယူရိုကိုပါတယ်နောက်ပစိဖိတ်နည်းရတော့ US market ကိုပါလာရှိပါတယ်ဂျပန်ကိုသွားတဲ့ order တွေလည်းချုပ်နေတာရှိပါတယ်အော်ကျွန်တော်တို့2021နောက်ပိုင်းမှာကျွန်တော်တို့ဒီထည်ချုပ်လုပ်ငန်းတွေကနည်းနည်းလေးအဒီရရှိခဲ့ပူးတယ်ပေါ့နော်ဆိုတော့အဒီထားကဘာလို့ဖြစ်လဲဆိုတော့ကျွန်တော်တို့ကဒီဟောတော့ဒီ လုပ်ငန်းလုတ်ကြိုက်မှုပုံမှန်ကိုတည်ပြီးတော့ဘာယာတွေရနေပြီးတော့ကျွန်တော်တို့ပုံမှန်ဒီအလုပ်သမားအခွင့်အရေးနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်တာတွေပို့ပြီးတော့တင်းကျက်လာတာကျွန်တော်ရှိရယ်နောက်ပြီးတော့ကျွန်တော်တို့အဓိကချုပ်နေတဲ့ဘာယာတချို့ကျွန်တော်တို့ order မပေးတော့ဘူးဆိုပြီးတော့အစာပိုင်းပါချေချောက်တယ်ဟိုပြောခဲ့တယ်ပေါ့နော်နောက်ပိုင်းတော့လည်းတချို့ဘာယာတွေတကယ်ထွက်သွားတာတွေလည်းကျွန်တော်တို့ကြုံရတယ်ပေါ့နော်အဲ့ဒီအပေါ်မှာတော့ကျွန်တော်တို့ကသူတို့ကိုအစားထုတ်ဖို့အတွက်ပေါ့ တော်လေးရုန်းကန်ခဲ့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီလိုအနေထားမှာဟိုနည်းနည်းလူလျှော့ခဲ့ရတဲ့ဆက်ယုံတယုံတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့နောက်ပိုင်းအအစားထိုးဖို့အတွက်ရှာတွေ့တဲ့အခါမှာတော့ကျွန်တော်တို့ပြန်ဖြည့်နိုင်ခဲ့တယ်ပေါ့နော်ဆိုတော့အနေထားကတော့လက်ရှိမှာတော့ကျွန်တော်တို့ဟိုလူရေအတွက်ကတော့အပြောင်းလဲကျွန်တော်တို့သိမရှိတော့ဘူးဂျာထဲမှာတော့ကျွန်တော်တို့ကဒီပေါ့နော် app ပဲဆက် app down နည်းနည်းလေးတော့ကျွန်တော်တို့ကြုံလာရပါတော့เนาะ က်ခဲရတော့ဟိုရုပ်တရက်ကိုကိုပြီးနေတဲ့လူကမပြီးတော့တဲ့အချိန်မှာတော့ကျွန်တော်တို့ကအခက်ခဲအများကြီးကြုံတွေ့ရတယ်ပေါ့နော်အဲကျွန်တော်တို့အနေနဲ့ဒီဂျပန် order ပဲပြောင်းချုပ်ဖို့ကြိုးစားတာတွေရောကျွန်တော်တို့တရုတ်ပြည်တွင်းကိုသွားတဲ့ order တချို့ယူချုပ်ရတာတွေရောနောက်အခက်ခဲမျိုးမျိုးကိုဒါလေးကြီးကကျွန်တော်တို့ကြားထဲမှာကြော်ခဲ့ရတယ်ပေါ့နော်ဆိုတော့ကိုကလူကြီးရလည်းအများကြီးဆိုတော့ တရက်ထုတ်နိုင်တဲ့အနှုန်းကလည်းအများကြီးเนาะပြည်တွင်းကိုယူဝင်ကျုပ်ဖို့ဆိုတော့လည်းမဖြစ်နိုင်ဘူးဆိုတော့ဒါတွေကကျွန်တော်တို့အဓိကကြုံရတဲ့ပြဿနာဒီမှာတော့လောသမတ်တမကကစယုံနိုင်လို့မှာကျွန်တော်ရှိပါတယ်အခုကျွန်တော်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်အခုဒါ interview ဝင်နေတဲ့စယုံမှာဆိုရင်ကျွန်တော်တို့ဝန်ထမ်းတစ်ထောင်ကျော်ကျော်ရှိတဲ့ညမှာကျွန်တော်တို့တမကဖွဲ့ဝင်ရှိရကျော်ရှိပါတယ်ဆိုတော့ဂျာနီယာပြရတော့70 80%လောက်ပါတော့ တမကအဖွဲ့ဝင်ဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီစိတ်ကိုဘာလို့ပြဿနာမရှိနော်ကျွန်တော်တို့အဓိကကတော့တမကအဖွဲ့ဝင်ခေါင်းဆောင်ပိုင်းအောင်နော်ဒီစက်ရုပ်ပုံမှာလုပ်ငန်းပုံမှာကျွမ်းကျင်နားလည်နေဆိုရင်တို့ကတို့တောင်းစီရရှိရတောင်းမယ်ဟလာပြီးစီရကြည်အညစ်မယ်ပြည်လေမှုအတွက်ဦးတည်ပြီးလုပ်နေတယ်စက်ရုပ်ကောင်းဖို့အတွက်ဦးတည်ပြီးလုပ်နေတယ်ဆိုရဲအနေထားမှာကျွန်တော်ထင်တယ်တမကနေစက်ရုပ်နဲ့ဘာမှ conflict ဖြစ်စရာ ကြောင်းမျိုးရှိဘူးเนาะဟိုမဖြစ်နိုင်တဲ့အကြောင်းအရာတွေပေါ်မှာကိုထေတလုံးတောင်းနေကြတာမျိုးတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလုပ်ငန်းလုပ်ရအခက်အခဲတွေဖြစ်နိုင်တာပေါ့เนาะဒါမျိုးတွေလည်းကျွန်တော်တို့ဒီလုံသမားအခွင့်အရေးကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြုံတွေ့နေရတာတွေလည်းရှိတယ်တွေ့မှုတာတွေလည်းရှိတယ်ပေါ့เนาะဒါမှာဟိုတချို့ကလည်းဟိုလက်ရှိအနေအထားကိုပြသပေးတဲ့တောင်းချင်တယ်လို့တောင်းနေတာမျိုးတွေအဲ့ဒါမျိုးကြတော့လုပ်ငန်းရှင်ကမပြီးနိုင်တဲ့အတိုင်းအတာမှာတော့ တို့ဘလို့မှမဖြစ်နိုင်ဘူးเนาะမဖြစ်နိုင်တဲ့အရာကိုအစွဲကန်ပြီးတော့တောက်လျှောက်ကြီးပေါ်နေပဲဆိုရင်လည်းကျွန်တော်တို့နှစ်ဦးနှစ်ဖက်လုံးဒုက္ခရောက်ပြီးတော့ဆက်ရုံပိတ်သွားတဲ့အနေအထားမျိုးတွေလုံမရှော့ပြတဲ့အနေအထားမျိုးတွေဘာရပေါ်လာမှချလို့တဲ့အနေအထားမျိုးတွေဒီတုံးတို့လုံးကြုံတွေ့ရနိုင်တယ်เนาะဒါမျိုးတွေကြုံတွေ့လာပြီဆိုရင်တော့ကျွန်တော်တို့ဆက်ရုံကဆက်လက်ရည်တည်ဖို့ဖြစ်နိုင်တော့ကျွန်တော်စိတ်ထင်တော့ကျွန်တော်ဒီတမကဘောင်းဆောင်ကြီးကကျွန်တော်က efficiency ကောင်းလာရင်တော့အဆင်ပြေတယ်ပေါ့နော် efficiency ကောင်းလာရင်ကျွန်တော်တို့ industry ကိုပိုနားလေတယ်ဒီ market ဒီပေါ် market ကိုလည်းနားလေမယ်ဆိုရင်ကျွန်တော်ထင်တယ်ပြဿနာအများကြီးမရှိဘူးပေါ့နော်အဲ့ဒါကိုပါမဟုတ်ဘဲနဲ့ဒါထင်ပေါ်ကြိုကြားတို့မှုအတွက်လည်းကျွန်တော်တို့လှုပ်ရှားနေမယ်ဆိုရင်တော့ဒါကတစ်ခုလုံးအတွက်မကောင်းဘူးပေါ့နော်နံပါတ်1သူ့စိတ်ရောအတွက်မကောင်းဘူးကျွန်တော်တို့ industry တစ်ခုလုံးအတွက်မကောင်းဘူးပေါ့နော်ဥမာ တူးဆိုင်အောင်တခုမှဖြစ်နေတဲ့ကိစ္စကကျွန်တော်တို့အခုဒီဘက်မှာခေစားနေတာဘာဖြစ်နေလဲဆိုတာနောက်တစ်ပတ်မီဒီယာမှာသူပြောကြတာတွေတူးဆိုင်တဲ့အထင်အရှားရှောက်ပြောနေတာတစ်ပတ်အဲ့ဒါဆက်ရုံထဲမှာတကယ်ရှိတာရောတကယ်မရှိတာလဲအကုန်လုံးရောပြီးတော့ကျွန်တော်တို့ပြောတာမျိုးတွေဟာကျွန်တော်ကဒီလုပ်ငန်းတစ်ခုလုံးပေါ့နော်တရုတ်လုပ်ငန်းတစ်ခုလုံးပေါ့ကျွန်တော်အုံးမဲ့တုတ်တဲ့အဖြစ်မျိုးဆိုပြီးတော့ကျွန်တော်တို့ကဒါကျွန်တော်တို့ဒီဝါနိုင်ငံရဲ့တရုတ်လုပ်ငန်းပေါ့အများကြီးထိခိုက်စေ ။ဒါဆိုတော့အပြင်ကနေပြီးတော့ကြည်နေတဲ့သူကဘာမှမသိပဲမီဒီယာပေါ်မှာတကြောင်တက်လာတယ်။ဒီမီဒီယာပေါ်မှာတက်လာတဲ့ပုံပါမူတည်ပြီးတော့ဟုတ်လားမဟုတ်လားအမှန်တကယ်ဝေဖန်ပိုင်းခြားမှုကတော်တော်ခက်တဲ့ကိစ္စတွေဖြစ်နေတော့ကြောင်။နော်တကယ်ရှိလို့တကယ်မှန်နေလို့တင်တာမျိုးကပြဿနာမရှိပါဘူး။ဟလာမရှိခဲ့တဲ့ဟာတွေရောဟိုရောပြီးတော့တင်နေမယ်ဆိုရင်တော့ကျွန်တော်တို့အဆင်မပြေဘူးနော်။အဲ့လိုတင်နေရပြီကျွန်တော်တို့တကယ်ကောင်းတဲ့ဘာယာတွေကျွန်တော်တို့စီမှာမချတော့ဘူး။ ိုယ်နိုင်ငံမှာမချဘူးဆိုရင်ဒါကကိုယ်ကျော်တဲ့နေတာကပုံပဲတနိုင်ငံလုံးအတိုင်းတာနဲ့အားလုံးနေတာနဲ့ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကကိုယ်လည်းကောင်းကောင်းလုပ်မယ်ဟာလာကျွန်တော်တို့အော်ရာကြီးကြီးနဲ့ဟာလာဈေးကောင်းကောင်းပေးမဲ့လူတွေရတယ်ဆိုရင်ကျွန်တော်တို့ဝန်ထမ်းတွေလည်းအလုပ်တည်မြဲမယ်လစာတွေလည်းပိုကောင်းတဲ့အနေအထားဖြစ်လာမယ်ပေါ့နော်အဲဒီလိုပိုကောင်းတဲ့အော်ရာတွေမချနိုင်အောင်တိုက်ခိုက်နေရနေပြီးတော့ကျွန်တော်တို့ကကောင်းတဲ့အော်ဒါတွေရနေပြီးတော့ဈေးနည်းနည်းပဲပေးတဲ့အော်ဒါတွေကိုပြောင်းချုပ်ရတဲ့အနေအထားမှာဆိုရင် နောက်ဆုံးခံစားမဲ့သူများကျွန်တော်တို့ဒီဒီဝင်ဝင်ပေါ်မှာမူတည်နေတဲ့လုံသမားတွေစီပဲကျွန်တော်ဝင်ဝင်ရောကြမှုဖြစ်သွားနိုင်တယ်ဆိုတဲ့အခါကိုကျွန်တော်တို့ကထောက်ပြချင်တယ်ပေါ့နော်ဒါလေးတွေကိုနီးနီးနိုင်နိုင်နဲ့လုံနိုင်တဲ့သမကဆိုရင်နောက်ဒါမို့ရေဆိုဆက်ရုပ်တစ်ခုချင်းစီမှာရှိတဲ့တပ်မတော်ခေါင်းဆောင်တွေဟာလေဒီဟာပုံမှန်နားလည်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအားလုံးအဆင်ပြေ ရှိပါတယ်နော်အဓိကတော့ဘယ်ပြဿနာပဲဖြစ်ဖြစ်ညီနိုင်ဖြေရှင်းရတာမျိုးဖြစ်တဲ့အတွက်ကြောင့်တမကကကျွန်တော်တို့ဒီဖြစ်ပျက်နေတဲ့အရာတွေကိုစက်ရုံထဲမှာဒီလိုစီစီရှိရဲဆိုပြီးအဲ့ကနေတစ်စီတောင်းလို့ရတယ်တမကအနေနဲ့လည်းတက်ပြီးတော့စက်ရုံလုပ်ငန်းရှင်ပေါ်မှာတောင်းဆိုမှုတွေလုပ်လို့ရတယ်ဘယ်အရာပဲဖြစ်ဖြစ်နံပါတ်1အရင်တောင်းဆိုမှုလုပ်ရမယ်နံပါတ်2ညှိနှိုင်းရမယ်ဒီတိုင်းလာလုံးဝအဆင်မပြေတဲ့နောက်ဆုံးအခြေအနေကြပါပဲကျွန်တော်တို့ဒီ ဆန္ဒပြခြင်းဖြစ်စေဟလာဟိုမီဒီယာအောက်လက်မှာပြောတာဖြစ်စေဖြစ်စေဒါတွေကဒုတိယအဆင့်တတိယအဆင့်မှာလောရမှာဖြစ်တဲ့ကိစ္စဖြစ်တယ်เนาะဒါလေးတွေကအလုံးရဲ့တဘောစိတ်ထဲမှာနားလည်ဖို့ကျွန်တော်ကပြောပြချင်ပါတယ်เนาะဟိုကျွန်တော်တို့ဟိုနားလည်တယ်လို့ဆိုပြီးတော့သူတို့တရားမဝင်ဘူးလို့ပြောတာလည်းဆိုင်သူတို့ဒီတရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းမဟုတ်ဘူးလို့ကြေညာထားတာဖြစ်တယ်ပေါ့เนาะ တရားမဝင်ဖွဲ့စည်းဆိုတာကကျွန်တော်တို့ကအကြမ်းဖက်ဖွဲ့စည်းလို့ပြောတာမျိုးသူကဆိုလိုတာမဟုတ်ဘူးဒီဖွဲ့စည်းတွေဒီအလုံသမားဥပဒေအရတရားဝင်ဖွဲ့စည်းထားတဲ့အလုံသမားအဖွဲ့အစည်းတွေတော့မဟုတ်ဘူးဟဲ့နော်အဲ့ဒီတော့သူတို့အပေါ်မှာအများကြီးသွားမိဒီအားကိုးနေလို့မရနိုင်ဘူးဆိုတော့ကျွန်တော်တို့အလုံသမားတို့နားလဲအောင်ပြုပြထားတာဖြစ်တယ်လို့ကျွန်တော်နားလဲတယ်အဲ့ဒီလိုကြီးညာခြင်းအပြင်သူတို့အဖွဲ့ဝင်တွေကိုလိုက်ဖမ်းတာမျိုးလည်းကျွန်တော်တို့မရှိဘူးလို့ကျွန်တော်တို့နားလဲထားတယ် လို့ဆိုပုံမှန်ဆိုရင်တရားမဝင်အဖွဲ့အစည်းလို့ကြီးညာရင်အဲ့ဒီအဖွဲ့အစည်းကလူကိုဖမ်းဆီးရမှာပေါ့နော်ဒါပေမဲ့တို့ကဒီလိုမျိုးမဟုတ်ပဲလေတရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့တော့မဟုတ်ဘူးသူ့ဘာသာသူဟာလူဘယ်နှယောက်ပဲစုစုဖွဲ့ထားတယ်ဒါပေမဲ့တို့က officially register လုပ်ထားတာတော့မဟုတ်ဘူးဒါကိုတို့ကဟိုအများကွဲပြားအောင်ခွဲခြားပြတဲ့လူလည်းကျွန်တော်တို့ကနားလဲတယ်ဒီပုံမှာဖမ်းဆီးတာလို့မရှိဘူးလို့ကျွန်တော်တို့သိထားတယ်ပေါ့နော်အဲ့တော့ဒီပုံမှာတော့ကျွန်တော်တို့ဒီလုံသမားတွေဒီ ီးဒီယာပေါ်မှာများများအော်တဲ့လူပါပဲအာကူရပဲသူထင်လို့မရဘူးလို့ကျွန်တော်ကပြောချင်ပါတယ်ဘာလို့လဲဆိုတော့သူတို့ကအခုဆက်ရုပ်တွေမှာလိုက်ပြီးတော့ဟာဟိုရှိတာရောမရှိတာရောကိုလုံးရောပြီးတော့ပြောနေတယ်လို့ကျွန်တော်တို့နားလေထားတယ်နော်ဟိုကျွန်တော်ဆိုလိုတာကသူတို့ဆူဆွေးတာတွေအားလုံးမမားတယ်လို့ပြောလို့ရတယ်ကွာတခုရှိရဆိုရင်အဲ့ဒါကိုရှိတခြားဟာတွေကပါအကုန်လုံးရောပြီးတော့ တန်းစီအကုန်လုံးတန်းစီပြီးတော့ကော်တဲ့တဘောတို့တို့ကနားလည်ထားတယ်။အဲ့တော့ရှိတာကိုပြောတာပြဿနာမရှိဘူးလေ။မရှိတာကိုရောပြောတာတော့အဆင်မပြေဘူးလို့ကျွန်တော်ပြောပါတယ်။ဆိုတော့ကျွန်တော်ဆိုတာကကျွန်တော်ဒီပြမနိုင်ငံလူနိုင်ငံမျိုးပါဘောနော်။ကျွန်ဖွဲ့ပြိုးဖို့အားအားယူနေရတဲ့နိုင်ငံမျိုးပါကျွန်တော်တို့အလုပ်ကမားတွေအများကြီးအလုပ်ရဖို့ကျွန်တော်တို့ပြောပါတယ်။အဲ့ဒီပုံမှာကျွန်တော်တို့အများဆုံးအထောက်အပံ့ပေးနိုင်တာကတော့ကျွန်တော်တို့အမြင်မှာတော့အထက်ကျောင်းလုပ်ငန်း ကအကောင်ဆုံးဖြစ်တယ်ပေါ့နော်။သူက layer လုပ်ပိုင်းနဲ့မတူဘဲနဲ့ industrialization ကိုအားပေးတယ်။စက်ရုံလုပ်ရုံဆိုတာဘယ်လိုလုပ်တယ်ဆိုတာလူတွေသဘောပေါက်အောင်ကြားရတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ဒီပေါ်မှာကျွန်တော်တို့အားလုံးကပေါင်းစည်းပြီးတော့ဒါဒီလုပ်ငန်းဖွဲ့စည်းတက်ဖို့အတွက်တစ်ခုတည်းကိုပဲ target ထားပြီးတော့ support လုပ်ဆောင်ဖို့လုပ်ရလို့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်။လုံသမားတက်မကဖြစ်ဖြစ်အလုံသမားဖြစ်ဖြစ်အလုံရှင်ဖြစ်ဖြစ်အလုံရှင်တက်မကဖြစ်ဖြစ် အစိုးရဖြစ်ဖြစ်အားလုံးပေါင်းပြီးတော့တကြီးတညာလေးဒီလုပ်ငန်းတိုးတက်ဖို့လှုပ်ဆောင်လှုပ်ဖို့လိုတယ်လို့ကျွန်တော်